ားလုံးဝင်မြင်လာပါအာဆင်နယ်ဖန်ချန်နယ်ကနေပြန်ပြန်ပြောဆိုပါရယ်ဒီနေ့မှာတော့အာဆင်နယ်တမိုင်းတလျှောက်မှာဂိုးသွင်းအများဆုံး၃ယောက်ကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်၃ယောက်ပြောပြမှာဖြစ်တဲ့အတွက်နောက်ဆုံး၃ယောက်မြောက်ကနေပြီးတော့ကျွန်တော်စပြီးပြောပြပါမယ်၃ယောက်မြောက်ဂိုးသွင်းအများဆုံးကစားသမားကတော့ Cliff Piston ကိုခေါ်ပါတယ်သူကအာဆင်နယ်အသင်းမှာ1926ကနေပြီးတော့1900 48တိူကစားခဲ့ပါတယ်။သူကအာဆင်နယ်အသင်းအတွက်ပွဲပေါင်း395ပွဲတိကစားပေးခဲ့ပြီးတော့မှဂိုးပေါင်း189တိတွင်းယူပေးခဲ့တာဖြစ်ပါတယ်။သူ198ဂိုးတိတွင်းယူပြီးတော့သူတွင်းယူထားတဲ့198ဂိုးကိုကြော်နိုင်မဲ့ကစားသမားတွေကအာဆင်နယ်အသင်းမှာထပ်ပြီးမပေါ်လာခဲ့ဘူး။အဲ့ဒါက block ထီတော်မှာကြာသွားတယ်လဲဆိုရင်နှစ်ပေါင်း60နီးပါးထီကိုကြာသွားခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာတော့သူ့ရဲ့198ကိုကိုကြော်ဖြတ်မဲ့ကစားသမားပေါ်ထွက်လာခဲ့ပါတယ်အဲ့တော့ကတော့1963ကနေ1968ထိကစားသွားတဲ့အာဆင်နယ်တိုက်စစ်မှု Iran Right ပဲဖြစ်ပါတယ်ဆိုတော့သူကလည်းအင်္ဂလန်နိုင်ငံသားပဲဖြစ်ပါတယ် Pestin ဆိုတော့198ကိုသွင်းခဲ့တဲ့အာအာဆင်နယ်ကစားသမားကလည်းအင်္ဂလန်နိုင်ငံသားပါပဲဆို Iran Right ကလည်းအင်္ဂလန်နိုင်ငံသားပဲပေါ့နော်ဆိုတော့ သူကအီရန်ရိုက်ကတော့အာဆင်နယ်အတွက်ပွဲပေါင်း228ပွဲထိကစားပေးခဲ့ပြီးတော့မှတွင်ကိုပေါင်း185ဂိုးထိတွင်ယူပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ Bestin က198ဂိုးတွင်ခဲ့တယ်။ဆိုတော့ Iran Right ကတော့185ဂိုးထိထပ်တွင်ခဲ့တယ်။အဲ Iran Right ထပ်ပြီးတော့အာဆင်နယ်ကနေပြီးသွားတာနဲ့1996လောက်မှာဘုရင်တပါထပ်ပြီးတော့ထွက်လာခဲ့ပါတယ်။ Iran ရဲ့တွင်ကိုတွေကိုချိုးပြမဲ့ ဂိုးသွင်းပြန်ထပ်ပြီးတော့အာဆင်နယ်မှာထပ်ရောက်လာခဲ့ပါတယ်။ဒူကတော့မိုနာကိုကနဲ့ရောက်လာတဲ့ကျွန်တော်ရဲ့တကယ်ခင်းအာဆင်နယ်ကိုရင်ကြီးဖြစ်တဲ့ Thierry Henry ပဲဖြစ်ပါတယ်။ Henry ကအာဆင်နယ်အသင်းမှာပွဲပေါင်း380 9ပွဲထိ ကစားပေးခဲ့ပါတယ်။ဒါအလုံးတွက်ချက်မှုရဆိုတာ2012မှာတခါပြန်လာတဲ့ပွဲအရေးအတွက်၄ပါထဲမှာဆိုတော့389ပွဲဖြစ်ပါတယ် သွင်းကိုပေါင်းကတော့228ဖြစ်ပါတယ်။လောကအပြတ်သက်ပဲနော်။အဲ့ဒါကိုကြောဖြတ်နိုင်မဲ့ကစားသမားအာဆင်နယ်မှာထပ်ပြီးတော့မမွေးလာသေးဘူး။ပေါ်လည်းပေါ်မလာသေးဘူး။ဆိုတော့ဟင်နရီကတော့အာဆင်နယ်တမိုင်းတလျှောက်မှာတော့ဂိုးသွင်းအများဆုံးလည်းဟုတ်တယ်။သူခေတ္တုခါမှာအာဆင်နယ်ဟာအအောင်မြင်ဆုံးအသင်းလည်းဖြစ်ခဲ့ပါတယ်။ဆိုတော့ဒါတွေကတော့ကျွန်တော်အာဆင်နယ်တမိုင်းတလျှောက်မှာဂိုးသွင်း ဘုရင်နေအကြောင်းကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်ပက်စတင်ကပွဲပေါင်း395ပွဲတိကစားခဲ့ပြီးတော့မှ188ဂိုးတိတွင်းခဲ့တယ်အဲဒီနောက်ပိုင်းမှာတော့အီရန်ရိုက်ကတရားအနည်း28ပွဲကစားပြီးတော့မှ185ဂိုးတွင်းခဲ့တယ်အဲဒီနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့ဟင်နရီကင်းကတော့398ပွဲကစားပြီးတော့မှ5ပေါင်း200နဲ့ နေရာနဲ့28ဂိုးတည်းတွန်းယူပေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ပရိသတ်ဒီကောပဲတိုက်စစ်မှုကိုအကြိုက်ဆုံးလဲပြကျွန်တော်ကတော့ Henry မှ Henry ပါပဲပြ။ဘာလို့ဆိုကျွန်တော်2003 Arsenal ကိုအားပေးခဲ့တာ哦။အဲပရိသတ်ဒီရဲ့ team ယူဆချက်ကိုလည်းကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်။နားထောင်ပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။